အမှန်ကျွန်တော် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော် 3D မိတ်ဆွေများတို့ပေါ့နော် break ရယ် one chain ရယ်ပေါ့နော်ထိုးရမယ်တင်းနဲ့ခွက်ဒါမိုးခွက်စိုက်ကြလေးကိုကျွန်တော်တင်ပေးမယ်နော်ဒီ file လေးကိုတွေ့တယ်ဆိုရင် share ထားပါဗျာဒီ file လေးကဒီ chain မှာမထွက်ရအောင်ပါပဲနောက် chain ဒီမှာဒါမိုးခွက်အနေနဲ့ကစားလို့ရအောင်ပေါ့နော်မိုးခွက် cycle ကိုအဓိကထားပြတာဖြစ်ပါတယ်နော်အဲ့တော့ကြည့်ကြအောင်နော်ကျွန်တော်တို့ဒီဒီနားလေးမှာပေါ့နော်19 20 19 20နောက်ကျွန်တော်20 21 20နဲ့ အဲ21 22ပေါ့နော်အဲ့ကနန်းလေးတွေကိုကျွန်တော်သွားကြည့်မယ်နော်အဲ့တော့ဒီမှာခုနောက်ပိတ်ခုနောက်ပိတ်လို့ရိုက်တယ်နော်ခုနောက်ပိတ်ကခုနောက်ပိတ်လို့ရိုက်ပြန်တယ်သူ့ရဲ့စောင်းလေးမှာ၅ထိတ်လို့ရိုက်တယ်နော်ခုနောက်ပိတ်ကခုနောက်ပိတ်လို့ရိုက်တယ်သူ့ရဲ့စောင်းလေးမှာ၅ထိတ်လို့ရိုက်တယ်အဲ့ငါဒီသုံးလုံးပေါင်းခြင်းဟာ၉ဖြစ်လို့သူ့ရဲ့စောင်းမှာဒါ break ကိုပေါ့နော်အဲ break ကိုလို့ကြားတဲ့အချိန်မှာလည်းသူ့ရဲ့တပွဲကျော်က1ချိန်ပေါ့နော်1ချိန်နဲ့၄ခုံက1ချိန်နဲ့ဒါ break ကိုပေါ့နော် ဒီမှာတိတိကျကျသူရှိကတ်အတိုင်းပေးဦးမဆိုသူက၄ခွန်တွဲကို break ကိုဖြစ်အောင်ရှစ်ကတ်ပြီးတော့မှ၄ခွန်ရှစ်ဆိုပြီးတော့သူကဒီသူ့ရဲ့တပွဲကျော်ကောင်းဝမ်းချင်းလို့ရမှာဝမ်းချင်းဦးမှာရှည်တွဲလေးရဒီမှာဒါကီးဖြစ်ပေးပြီးတော့မှ break ကိုဖြစ်အောင်ပေါ့နော်၄ခွန်တွဲကို၄ခွန်ကီးလို့ပေးပြီး break ကိုဖြစ်အောင်ရှစ်ကတ်ပြီးတော့ဒီမှာပေါက်တယ်ပေါ့နော်တကတ်ပေါ့နော်ဒုတိယတကတ်ကလေးကျွန်တော်ရှင်းပြမယ်နော်စကူ20ပြီးတော့20 21မှာခွန်နောက်ပေးကခွန်နောက်ပေးလို့ရရတယ်ပေါ့နော်သူ့ရဲ့စောင်းမြင့်ကုန်လေးမှာလည်း၅ထိပ်လို့ရရတယ်ပေါ့နော် အဲ့လိုဒီသုံးလုံးပေါင်းရင်ကိုယ့်ဖြစ်လို့သူ့ရဲ့ဇောင်းလေးမှာ break go ပေါ့နော် break go လို့ရိုက်တယ်အဲ့ break go 363ဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့တပွဲကျော်ကော338က1ညိမ့်ပေါ့နော်သူ့ရှိခဲ့အတိုင်းပဲသူရှေ့တွဲပိုင်းနဲ့ break go ဆိုရင်တော့ဒါ33တွဲကို break go ဖြောင်းဆိုရင်6ကပ်ပြီးတော့မှဒါ363ဆိုပြီးတော့သူကထည့်သွားတာပေါ့နော်ဒုတိယတကတ်တတိယတကတ်ကျွန်တော်ဒီရမှာ ်ခုနောက်ပိတ်ခုနောက်ပိတ်လို့ရိုက်တယ်သူ့ရဲ့ဇောင်းမြင့်ကုန်လေးမှာငါထိတ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းဟာကူးဖြစ်တဲ့အတွက်သူ့ရဲ့ဇောင်းလေးမှာ break go ပေါ့နော် break go မှာသူ့ရဲ့တပွဲကျော်ကကွာ639ဝမ်းချင်းနဲ့ break go ဆိုတော့ဒီသူ့ရှေ့ကအတိုင်းပြီးမယ်ဆိုရင်တော့ဒါအရှိတွဲလေးရဒါ break ရှေ့တွဲလေးကိုဒါ break go ဖြစ်အောင်ဆိုလို့ရှိရင်363ဆိုတဲ့ကဏ္ဍတဲ့ပေါ့နော်ကာ3လုံးထောင်ပြီးရင်လည်းကျွန်တော်တို့3နောက်ပေးရမယ်ဆိုတဲ့ site တွေလည်းရှိတာပေါ့เนาะအဲ့တော့ तू က3က3လုံးနေမဟုတ်4လုံးမှထောင်းတော့ပေါ့เนาะ तू က ဒီနားလေးရကြည့်မယ်ဆိုတော့သုံးသုံးလုံးထောင်ရတော့ဒါဒါသုံးနောက်ပိတ်ရမယ်ဆိုတဲ့ site မျိုးရှိတယ်ပေါ့နော်ဒီမှာတော့ तू ကလေးလုံးတော့ထောင်ထားတာပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ကဒီ6395ဝန်းကျင်လေးနဲ့ break go ပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့က6363ဆိုတဲ့ကဏ္ဍလေးကိုမွေးကွဲ site ကြလေးကိုဒါပြကျင်တာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်နှင်းငန်းရှိတယ်လို့ ဒီ brain ငါးခဏဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဇောင်းမှာရှိတဲ့ဒီ393ဆိုတဲ့ခဏကဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်နော်အဲတကက်ပေါ့နော်ဒီမှာလဲကျွန်တော်86တဲဆိုတဲ့ခဏဒီဘေးနဲ့ကနေ86တဲဆိုတဲ့ brain ငါးခဏဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်သူ့ရဲ့ဇောင်းက brain ငါးခဏဖြစ်တဲ့936ဆိုတဲ့ခဏလဲဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့တော့တတိယတကကျွန်တော်ဒီမှာ brain ငါးခန်းဖြစ်တယ်တန်ငါးကိုဟာတန်ငါးငါးတကိုလိုရတယ်သူ့ရဲ့ဆောင်က3963ဆိုတဲ့ခန်းဟာသူ့ရဲ့နောက်နှစ်ကို ိုက်ထွက်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ကဒီခုံခုံဘိတ်ကခုံဘိတ်လိုရိုက်ပြီးသူ့ရဲ့ဆောင်းမှာ၅ထည့်ရဲ့လူသူရှိတွဲလေးနဲ့ဘရိတ်ကိုဆိုရင်တော့ဒီနားလေးမှာဒါသူကြကြင်တမ်းပြီပေါ့နော်ပြီးကြလို့ရှိရင်လည်းကျွန်တော်ဘရိတ်ကိုလေးကိုပြထားတာရှိသေးပေါ့နော်ဘရိတ်၁၁ရဲ့ဆောင်းမှာ၅၃ညာလေးလူရိုက်တာကိုကလင်နာတကြောလုံးမှာ၃ကပ်ပဲရှိသေးပေါ့နော်ဘရိတ်၁၁ရဲ့ဆောင်းမှာ၅၃ညာလေးပက်လေးလေးရိုက်ထိုင်တယ်သူ့ရဲ့ဘေးလေးမှာလည်းဘရိတ်ကိုပေါ့နော်ဘရိတ်၁၁ရဲ့ဆောင်းမှာ၅၃ညာလေးပက်လေးလေးရိုက်ထိုင်တယ်သူ့ရဲ့ဆောင်းလေးမှာဘရိတ်ကိုပေါ့နော်ဘရိတ်၁၁ရဲ့ဆောင်းမှာ ငါးတုံညာလေးရိုက်ထားပြီးဆိုဒီနားလေးမှာလည်း break ကိုလေးလာနိုင်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ break ကိုမွေးခွက်ဆိုင်ကြလေးတကွက်ကျွန်တော်ထပ်ပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ6တုံညာ9ဝန်းချိန်6တုံညာ9ဝန်းချိန်ဟိုမှာကျွန်တော်တို့က break ကိုပြန်မယ်နော်3ည63နဲ့ဒါကျွန်တော်တို့3ည5လေးပေါ့နော်နောက်တစ်ခုကဒါ865ဆိုတဲ့ကဏ္ဍပေါ့နော်968ဆိုတဲ့ကဏ္ဍတကွက်ထပ်ထွက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒုတိယတကက် ဒုတိယတစ်ဆိုင်အနေနဲ့ကျွန်တော်ဒုတိယကဏ္ဍလေးတစ်ခုထပ်ပြပေးမယ်เนาะအဲ့တော့ကျွန်တော်ဒီနှစ်ဆောင်းတဲ့ခုနှစ်ကကဏ္ဍဟာငါးဆောင်းတဲ့ခုနှစ်ကိုလိုက်ရိုက်တယ်ပေါ့เนาะအဲ့တော့ကလင်နာတစ်ကျော်လုံးသူကမှန်းနေရเนาะ82ခုနှစ်ကကဏ္ဍဟာ85ခုနှစ်ကိုလိုက်ရိုက်တယ်เนาะသူရိုက်တော့မယ်ဆိုရင်ဒီမှာ463 82ခုနှစ်က463ဆိုတဲ့ကဏ္ဍ1 2 3 4 ဒီမှာပေါ့နော်၄၆၃ရဲ့အပေါ်ကနေရေးလိုက်တင်းနဲ့၃လေးသူ့ရဲ့ဇောင်းလေးကိုဒါဒီဟာနှစ်ဆုံးတဲ့ခုနှစ်က၅ဆုံးတဲ့ခုနှစ်ကိုသူကလှမ်းရိုက်ပြီးတယ်ပေါ့နော်၈၂85ပြီးတော့ကျွန်တော်၉၂၉၅ကိုသွားမယ်နော်၉၂ခုနှစ်မှာလည်း၉၆၈ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ၉၆၈ကနေတင်းနဲ့၃လေးလေးချိန်ရေးလိုက်ဒီမှာ၉၆၈ဆိုတဲ့ကဏ္ဍကဒီမှာ၆၈၉လို့၆၉၈လို့သူကလိုက်ထွက်တယ်ပေါ့နော်အဲ့တော့92 95ပြီးတော့ကျွန်တော်တို့ဒီ2000 2005ကိုလည်းကျွန်တော်တို့သွားကြည့်လိုက်မယ်ပေါ့နော်2000 2005မှာလည်း ဒီမှာကျွန်တော်တို့ဒီ5လေး3ဆိုတဲ့ကဏ္ဍဟာဒီနှစ်ဆုံးတဲ့ခုနက5လေး3ဆိုတဲ့ကဏ္ဍ5ဆုံးတဲ့ခုနကိုလိုက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီ5လေး3ဆိုတဲ့ကဏ္ဍ10နဲ့3လေးလေးချိန်ရေးလိုက်ဒီ5လေး3ကို3လေး5လို့နှစ်ဆုံးတဲ့ခုနကနေ5ဆုံးတဲ့ခုနကိုလိုက်ထည့်တယ်ပေါ့နော်တတိယတကက်အနေနဲ့ဒီမှာနှစ်ဆုံးတဲ့ခုနကနေ5ဆုံးတဲ့ခုနကိုသူက2012နဲ့2000 2012နဲ့2015ကိုကြည့်မြဲပေါ့နော်2012က480ဆိုတဲ့ကဏ္ဍ1 2 3လေးချိန်မြောက်မှာဒီမှာ480ခွန်သုံးညာလေးလိုလိုက်ထွက်တယ်ပေါ့နော်အဲ့တော့2022ကကဏ္ဍတစ်ခွက်က2025ကိုလိုက်ထွက်အောင်မယ်ဆိုရင်ဒီမှာ435ဆိုတဲ့ကဏ္ဍ1 2 3 4လေးချိန်မြောက်ကိုသူကလိုက်ထွက်လို့လည်းရတာပေါ့နော်ဒီမှာ635ဝမ်းချိန်လေးလည်းဒါရှိတယ်ပေါ့နော်အဲအကြောင်းဒီကဏ္ဍလေးအဓိကတော့ထိုးမယ်ဆိုရင်တော့ 450ပေါ့နော်450ဒက်နဲ့363ဒက်လေးကိုဒါတင်းပြီးတော့ထိုးတာပါเนาะဒါတော့ကျွန်တော်တို့ဒီရှာဖွေရင်းကနေမှဒါတွေးရှိထားတဲ့ line လေးတွေပေါ့နော်မမ်မာတွေအတွက်ရွေးချယ်ထားတဲ့ခန်းန်းလေးတွေတဲ့အမှဒါကျွန်တော်တို့မမ်မာတွေအတွက်မထုတ်ဖြစ်ပဲနေပေါ့နော်ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေတွေအတွက်ဒါ မထုတ်ပြတဲ့ကဏ္ဍလေးပေါ့နော်ဒါကျွန်တော်ပြပေးလိုက်တာပေါ့နော်လာမယ်ဆိုရင်လည်းလာလို့ရတဲ့ site မျိုးပေါ့နော်ဒီချိန်တွင်းလည်းတခြားရွေးချယ်ထားတဲ့ org လေးတစ်ခွက်ရှိပါတယ်နော်တခြားကိုအော်မှာပေါ့နော် org လေးတစ်ခွက်ရရန်ခွက်နှစ်ခွက်သုံးခွက်လောက်လည်းပါမှာပေါ့နော် day or နဲ့ day ရန်လေးတွေ day or တစ်ခွက်နဲ့ day ရန်လေးတစ်ခွက်ရှိပါတယ်နော်သူကတော့ကျွန်တော်တို့ဒီကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍလေးကိုတခြားရွေးချယ်ထားတဲ့ကဏ္ဍလေးကိုလိုချင်နေဆိုရင်ဒါ3 9 4 4 9 9 4 4 3 9ကနေလာရောက်ဆက်သွဲပြီးတော့မှအကြိမ်စာ9000နဲ့လာရောက်အားပေးနိုင်ပါတယ်နော် နောက်ထပ်ဂျန်တဲ့တစ်နှစ်စာပေါ့နော်မမတီတန်ဘတ်စင်မမတီတန်ဆိုင်နဲ့ဘတ်စင်အော့ကွက်ဆိုက်တွေကိုကြည့်ကျင်နေဆိုရင်တော့ဒါ Telegram လေးမှာ group လေးရှိပါတယ်ခင်ဗျာဂျန်တဲ့တစ်နှစ်စာကို6000ယူပါရနော်တစ်ချိန်စာကိုတော့9000ယူပါတယ်ခင်ဗျာတစ်ချိန်စာသမားတွေကိုတော့ site မပို့ပါဘူးနော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025 12ချိန်မှာ cherry ဆွေများပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်